ကင်မရာနဲ့တော့ရိုင်းမထားမိရင်ဘယ်သူမှယုံမှာမဟုတ်တဲ့ဗေနီဆန်ဆန်ဖြစ်ရမြောင်းဒီဗီဒီယိုကလစ်တွေကိုအမှတ်တမဲ့ရိုက်ကူးမိခဲ့တာပါဒီလိုပုံရိပ်တွေတွေးရလိမ့်မယ်လို့ဘယ်သူမှထင်ထားခဲ့တာမဟုတ်ပါဘူးဒီပုံရိပ်တွေကကဘာရဲ့တချို့နေရာမှာလူသားတွေနားမလည်နိုင်သေးတဲ့မတိကျသေးတဲ့အရာတွေရှိနေတယ်ဆိုတာဖော်ပြနေပါတယ်ဘာတွေဖြစ်နေမလဲသိချင်ရင်ဗီဒီယိုလေးကိုဆက်ကြည့်ဖို့တိုက်တွန်းရမှာပါအစမှာတော့ဒီလူကဝက်ဝံအလိုက်ခံရလို့ပြင်းနေရတယ်လို့ထင်မိမှာပါတူနာမှာတော့မဲမဲလုံးလုံးအမွေးထူထူသရဝါတကောင်လိုက်လာနေပါတယ် အဖော်ကလည်းဒီမြင်ဝင်းကိုကြောက်ကြောက်နဲ့ဗီဒီယိုရိုက်နေခဲ့တာပါဒါပေမဲ့ဗီဒီယိုကိုကြည့်ပြီးတေချာချဲ့ကြည့်လိုက်ရင်ဝက်ဝံမဟုတ်ဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်တကယ်တော့ဒီလူကဘေးဖူကြီးနဲ့မနေ့ချင်းဆိုင်တိုးခဲ့ရတာပါအဲဒါကြောင့်ပဲခြေကုံတုပ်ပြေးလာခဲ့ရပါတယ်အဖော်ဖြစ်သူကဝိုင်းမကူပဲဗီဒီယိုရိုက်ကူးထားခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်လည်းကံကောင်းခဲ့ပါတယ်တရဝါကြီးကဗီဒီယိုရိုက်နေတဲ့သူကိုတွေ့ရောတခြားကိုပြေးထွက်သွားခဲ့တာကြောင့်ပါပဲညဘက်ကြီး highway land တစ်လျှောက်ကားမောင်းနေတဲ့လူတယောက်ကဒီကိစ္စကိုကြုံခဲ့ရတာပါ လမ်းမေမှာရက်နေတဲ့အရေးဖြူဖြူကြီးကိုတွေးလိုက်ရတဲ့အတွက်ကားရပ်ပြီးဆက်ဆုခဲ့တယ်လို့ဖုန်းနဲ့လည်းဗီဒီယိုရိုက်ခဲ့တာပါအရေးကြီးကကားနာကိုတိုးလာတဲ့အချိန်မှာတော့ပုံစံကိုတဲတဲကွဲကွဲမြင်လိုက်ရပါတယ်မြောင်းဝန်တကောင်လုံးထွားထွားချမ်းချမ်းခန္ဓာကိုယ်ရှိတဲ့ဒီအကောင်ကြီးကတကောလုံးအမွေးဖြူကြီးတွေဖုံးနေခဲ့တာပါပြီးတော့မျိုးလုံးတွေကလည်းရဲရဲနေနေခဲ့ပါတယ်တော်ရုံဆိုရင်တရေ6တဲလို့ထင်မိပါပါဒါပေမဲ့အဲ့လူကဒါမျိုးအသိမကြောက်တက်လို့ဗီဒီယိုတင်ချရိုက်ထားလိုက်ပါတယ် ဒီကောင်ကြီးကကြောင်းစရာပုံစံမျိုးရှိပေမဲ့ရံပြုတ်မဲ့ပုံစံတော့ရှိမနေပါဘူး။ဒါပေမဲ့သူ့ရဲ့မျက်လုံးနီနီကြီးနဲ့အခြေချင်းစုံမိရင်ကြက်သိန်းထားမိမှသိကြပါရင်ဒီတော်ကြီးရဲ့အကြောင်းကိုလည်းဘယ်သူမှရေးရရမပြောနိုင်ခဲ့ပါဘူး။ Star Wars ကားရင်းကချူဘက်ကာနဲ့တူနေလို့အဲ့ဒီနာမည်အတိုင်းပဲခေါ်ခဲ့ကြပါရင်ဒီကူကတောင်လယ်မှာရှိနေတာပါ။နောက်ပြီးသွားရမယ့်လမ်းလည်းမရှိပါဘူး။တောင်တက်သမားတယောက်ကဒီကူကိုရှာတွေ့ခဲ့တာပါ။ဒါပေမဲ့အနည်းကတော့မဟုတ်ပါဘူး။ခလန်လန်းကနေတွေ့ခဲ့ရတာပါ။ထူးဆန်းတဲ့မြင်ကွင်းကြောင့် တောင်တက်သမားလင်းကင်မရာကိုထုတ်ပြီးဗီဒီယိုရိုက်ထားလိုက်ပါရင်ဗီဒီယိုထဲမှာတော့ဂူပေါဝါကထွက်လာတဲ့လူပုံစံကိုတွေ့ရမှာပါထူးခြားချက်ကတော့ဥကောင်းပိုင်းသားမှာအလင်းတွေထွက်နေတာပါပဲအစာပိုင်းမှာတော့အရေးလိုလိုဒီပုံစံကငြိမ်သက်နေပါရင်နောက်ကြတော့ဗီဒီယိုရိုက်နေတဲ့တောင်တက်သမားကိုလှမ်းမြင်တဲ့ပုံစံမျိုးရှိပါရင်ခန္ဓာကိုယ်ကြီးကိုင်းပြီးလှမ်းကြည့်နေတဲ့ပုံစံမျိုးပါပဲအဲဒါကြောင့်တောင်တက်သမားတောင်ကြက်သိမ်းထားသွားခဲ့ရပါသေးတယ်အမျိုးမိမသိတဲ့ဒီပုံစံကဘလို့တရဝါလဲဆိုတာကိုဘယ်သူမှလည်းမခံမနိုင်ခဲ့ကြပါဘူးကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့တောင်တက်သမားကိုယ်တိုင်လည်းအဖြေမရှိခဲ့ပါဘူး ဒီဗီဒီယိုကလူတွေမသိတဲ့ထူးဆန်းမှုတွေရှိနေတယ်ဆိုတာကိုတက်တည်ပြနေခဲ့ပါတယ်။နှင်းလူသားတွေတကယ်ရှိနေတာလားဆိုတာကလည်းအငင်းပွားစရာကိစ္စတစ်ခုဖြစ်ပါတယ်။စပိန်မှာရိုက်ခဲ့တဲ့ဒီဗီဒီယိုကတော့ဒီအငင်းပွားမှုကိုတမျိုးတပုံတက်ရောက်စေမှာပါ။အမှန်ကတော့ဒီဗီဒီယိုကိုရိုက်ကူးခဲ့တာတိတ်တောင်မကြသေးပါဘူး။တိတိကျကျပြောရရင်2015ခုနှစ်ဇန်နဝါရီ25ရက်နေ့မှာပါပဲ။ထူးဆန်းတာကဒီနှင်းလူသားကိုတွေ့ရတဲ့နေရာကလည်းလူတွေသွာလာတက်ကြတဲ့စပိန် ပရင်နီတောင်တန်းနှင်းလျှောစီးနေရာမှာဖြစ်ပါရင်အဲ့ဒီနေရာကပန်းဖြေစကန်ရဲ့ဒစိတပိုင်းလေးဖြစ်နေတာပါနှင်းလျှောစီးတဲ့သူကနှင်းလူကိုမြင်လိုက်ချိန်မှာစကိတ်ကိုချက်ချင်းရိုက်လိုက်ပြီးဗီဒီယိုရိုက်လိုက်ပါရင်နောက်ပြီး online ပေါ်ချက်ချင်းတင်လိုက်တယ်လို့တောင်ဝင်ရှိသူတွေကိုလည်းပြန်ပြခဲ့တာပါဒီအချိန်မှာတောင်ဝင်ရှိသူတွေကလည်းနှင်းလူကြီးကိုပိုက်စိတ်တိုက်ရှာကြပါရင်ဒါပေမဲ့အစားအနာတော့မတွေ့တော့ပါဘူးခြေအားကြီးတွေကြံခဲ့တယ်ဆိုပေမဲ့တချို့နေရာမှာထူးထူးဆန်းဆန်းပြောင်းနေခဲ့တာပါဗီဒီယိုကိုစစ်ဆေးကြည့်တော့လည်းအစစ်အမှန်ဖြစ်နေခဲ့ပါရင်အဲဒါကြောင့် ဒီနှင်းလိုကြီးကိုမြေရှိုးမှုပြန်နိုင်တဲ့အစွမ်းရှိနေလားဆိုပြီးတော့ထင်ခဲ့ကြတာပါမဆောက်တဲ့တောင်တန်းတွေကိုဖျက်သန်းပြီးခီးနေတဲ့တောင်တသမားတယောက်ကတော့ခဝဲဝဲမှာမြင်ရတဲ့လွေမြေတစ်ခုကထူးဆန်းတဲ့အရေးတစ်ခုကိုတွေ့လိုက်ရတာပါဒါပေမဲ့အရေးကလှုပ်လှုပ်ရွရွလှုပ်လာချိန်မှာတော့ကင်မရာနဲ့အမှတ်တမ်းတင်ခဲ့လိုက်ပါတယ်ဒီလိုရိုက်ကူးနေချိန်မှာပဲအရေးကရှေထွက်လာခဲ့တာပါပြီးတော့လူတယောက်ရဲ့ပုံစံလိုဖြစ်သွားပါတယ်ဒါပေမဲ့အတန်မှန်တော့မဟုတ်ပါဘူးအေယာမအရေးပုံစံမျိုးကြီးပါပဲတေချာကတော့တလေးဆန်နေလည်းမဟုတ်ပါဘူးဗီဒီယိုရိုက်နေတဲ့အချိန်အတွင်းမှာလည်း အရေးကမြန်ခင်းနဲ့လှိမ့်လှိမ့်မြန်မြန်ရွေလျားနေပါတယ်ခဝဲဝေးကနေဇွန်ဆွဲပြီးရိုက်ရတာကြောင့်ဗီဒီယိုကအသိမပြတ်သားဘူးဆိုပေမဲ့တကယ်ဖြစ်ခဲ့တာကတော့အစ်မမှာပါပဲဒီကိစ္စကတဘာဝဖြစ်ရတဲ့ခုလားအမင်းအာယုံလှည့်စားမှုလားဒါမှမဟုတ်ထူးဆန်းတဲ့တဘာကြီးတကောင်တကယ်ရှိခဲ့တာလားဆိုတဲ့ကိစ္စကလည်းဝေဝေဝါဝါကြံနေခဲ့ရပါတယ်ဒေါ်ရစ်ကန်ကြောင့်ခီးထွက်ခဲ့တဲ့အမင်းနဲ့သမီးကတော့ကြောက်စရာဒီတဘာနဲ့ကြုံခဲ့ရပါတယ်ကံကောင်းတာကဒီတဘာကြီးကိုအမေဖြစ်သူကအရင်သတိထားမိခဲ့တာပါပဲ။ တပင်းနေကြားကနေထူးဆန်းတဲ့တရဝါတကောင်ကိုတွေ့ရခြင်းမှာအမေကသမီးကိုချက်ချင်းလန့်ပြောလိုက်ပါတယ်ပြီးတော့တိတ်ကိုင်းနေကြားတဲ့ကနေဗီဒီယိုရိုက်နေခဲ့တာပါအဝေးကကြည့်လိုက်ရင်လူပုံစံဖြစ်နေပေမဲ့ကင်မရာဆွဲကြည့်လိုက်ရင်တော့ဒီထက်ပိုထူးဆန်းတာကိုတွေ့ရမှာဖြစ်ပါတယ်သူ့ရဲ့လက်တံတွေကပိုရှည်ထွက်နေတယ်လို့ခန္ဓာကိုယ်မှာလည်းအမွေးအမြင်တွေနဲ့ဖုံးလွှမ်းနေခဲ့တာပါဒီတရဝါကြီးကလမ်းလျှောက်နေရင်ရက်တန့်ကသူ့လိုဘက်ကိုတစ်ချက်ကြည့်လိုက်လို့နှစ်ယောက်သားလန်သွားခဲ့ရပါတယ်နောက်ကျတော့ကင်မရာမြင်ကနေထွက်သွားခဲ့ပါတယ်အမေဖြစ်သူလည်းတပ်ပင်တွေကွယ်နေတော့ဗီဒီယိုဆက်မြိုင်နိုင်တော့ပါဘူး အဲ့ဒီအစားတရဝါကြီးသူတို့ဘက်မလာဘဲတခြားထွက်သွားတာနဲ့ကံကောင်းနေပြီဆိုပြီးတက်ပြင်းချနေခဲ့လို့ပါပဲကိုရင်းရှာဖွေသူတယောက်ကတော့မှောင်မဲနဲ့အတွင်းပိုင်းကထူးဆန်းတဲ့မျက်လုံးတစ်စုံကိုတွေ့ခဲ့ရတာပါဒီမျက်လုံးကစူရဲတောက်ပနေပါတယ်အနီးကပ်သွားကြည့်တဲ့သူကတော့မိခိုးရောင်ခန္ဓာကိုယ်ကြီးရှိတဲ့ခက်ဆန်းဆန်းအကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရတာပါဒါပေမဲ့လူကိုအနေနဲ့ပြုံးမဲ့ပုံမျိုးမရှိဘဲနဲ့ငြိမ်သက်နေပါတယ်မျက်လုံးတွေကတော့စူရဲတောက်ပနေတော့မှပဲ ။ဒီအခြေအနေကပိုလို့တောင်ကြက်သိမ်းထားဖို့ကောင်းပါရင်ကင်မရာနဲ့ရိုက်ကူးထားတဲ့အထင်းမှာတော့ဒီအကောင်ကြီးရဲ့ခန္ဓာကိုယ်ကတိတ်မပေါ်ပါဘူး။ဒါပေမဲ့မျက်လုံးတွေပုတ်ခတ်နေတာကိုတော့ကောင်းကောင်းမြင်တွေ့ရပါရင်ကိုရင်းရှာဖွေသူတွေလည်းဒီအကောင်ကြီးအထင်းမှာရှိနေတာကြောင့်အထင်းမဝင်တော့ဘဲပြန်ထွက်လာခဲ့ကြတာပါ။ဘာအနေမှမပေးတဲ့အကောင်ကြီးကိုလည်းစဉ်းစားမရအောင်ဖြစ်နေခဲ့ပါရင်နရောဆန်ရခုနှစ်မှာအမေရိကန်အီလီနိုင်းပြည်နယ်စိန့်အမ်မိုမြို့တောင်တက်အဖွဲ့တစ်ဖွဲ့ကဒဏ္ဍာရီလာ ထူးဆန်းသရဝါကြီးတကောင်ကိုအမတ်မတင်တွေ့ခဲ့ရပါတယ်သူတို့ကတောင်ပေါ်ကနေနှင်းနေဖုံးလွှမ်းနေတဲ့ရှုပ်ကင်းကိုခန်းစားနေအဖြူအောင်လင်းမင်းအလဲပေါင်းငြိမ်ငြိမ်သက်သက်ရက်နေတဲ့သရဝါကြီးတကောင်ကိုတွေ့လိုက်ရတာပါဒီကောင်ကြီးကလူထက်နှစ်ဆလောက်ကြီးတယ်ဆိုတာကိုအားလုံးကတွေ့ခဲ့လိုက်ပါတယ်တွေ့တွေ့ချင်းပဲဒီကောင်ကြီးကဘေးဖူလို့ခေါ်တဲ့ကောင်ကြီးဆိုတာကိုအားလုံးလည်းနားလည်သွားတာပါတောင်တဲ့သမားတွေကတော့ဒီမြင်ကွင်းကိုအလွတ်မခံပဲကင်မရာနဲ့အမေးရရိုက်ကူးခဲ့တာပါ ณะကြာမှာတော့အကောင့်ကြီးကနောက်ဖက်ကိုပြန်ပြေးသွားပါတယ်ဒီဗီဒီယိုအွန်လိုင်းပေါ်ပြန်နေသွားချိန်မှာတော့ Bigfoot တွေရှိနေသေးတာလားဆိုတဲ့မေးခွန်းတွေလည်းထွက်လာခဲ့ရပါတယ်ဒီဗီဒီယိုကတော့ခြေလီမြောက်ပိုင်းကဝေးလံခေါင်တည်တဲ့ဂုတခုထဲမှာရိုက်ကူးမိခဲ့တာပဲဖြစ်ပါတယ်အဲ့ဒါကတော့စိတ်တရေလို့လို့မကောင်းဆိုးရလို့ပုံစံတစ်ခုပါပဲဒေသခံတွေရဲ့ယုံကြည်မှုရဒီနေရာမှာပုံပြောင်းမကောင်းဆိုးရတွေစက်စားကြတယ်လို့ဆိုပါတယ်ဘယ်လိုလဲဆိုရင်ခွေးတွေအဖြစ်ပြောင်းလဲပြီးလူတွေကြားမှာအစာရှာထွက်ကြတာမျိုးပဲ ပြီးရင်ဒီကောင်လေးကခုထဲကိုပြန်ပြီးမူလပုံပြန်ပြောင်းကနေတက်ကြပါရင်အခုတွေးခဲ့ရတဲ့အကောင်ကြီးကတော့စိတ်ဆိုတာတည်ကြပါရင်ဒါပေမဲ့အတမ်းမှန်စိတ်တော့မဟုတ်ပါဘူးဦးကျော်နေကရှေလျားတောက်ပါနေတယ်လို့မျိုးလုံးတွေကလည်းလင်းလန့်နေပါရင်နောက်ပြီးပုံမှန်ရွယ်စားချက်လည်းပိုကြီးနေကြတာပါဗီဒီယိုတွေကပုံစံကိုကြည့်လိုက်တာနဲ့အတမ်းမှန်မဟုတ်ဘူးဆိုတာကိုတွေ့ရမှာဖြစ်ပါရင်ဒီစိတ်ကြီးရဲ့မျက်နှာကိုကြည့်လိုက်ပါဦးမကောင်းဆိုးရတဲ့ကောင်နဲ့တူနေပါရင်အဲဒါကြောင့်ဒေသခံတွေရဲ့ပုံမြင်ကအမှန်မဲလားဆိုတဲ့မေးခွန်းတွေကလည်းထွက်လာခဲ့ရတာပါ မကက်စီကိုကာဗိုဒေတာမှာရှောက်လည်နေတဲ့ဇုံလဲကတော့ကြောက်ဆောင်ထူထက်တဲ့တောင်တန်းတွေကိုဗီဒီယိုရိုက်ကူးနေရင်ဒီမြင်ဝင်းကိုတွေ့ရခဲ့တာပါသူတို့ရဲ့ကင်မရာမြင်ဝင်းတွေကိုအမွေးထူထူထွားထွားကြိုင်းကြိုင်းတရဝါကြီးတကောင်ဝင်လာခဲ့ချိန်မှာဇုံလဲနဲ့အံ့ဩတင်သွားခဲ့ကြပါရင်ရှားပါမြင်ဝင်းဖြစ်တဲ့အတွက်မလွတ်ရအောင်လဲရိုက်ကူးနေခဲ့ပါရင်ဒီတရဝါကြီးကနေအောင်ရနေတဲ့နေရာရောက်မှာတစ်ချက်ရက်တန့်သွားပါရင်ပြီးတော့အတူလာခဲ့တဲ့လမ်းတစ်လျှောက်ပြန်သွားပြီးဂူတကူတဲကိုပြန်ဝင်သွားခဲ့ပါရင်ဒီဗီဒီယိုကိုမြင်တဲ့သူတွေကတော့ဒီတရဝါကြီးကမကက်စီကန်ဒဏ္ဍာရီလာပုံမြင်ထဲမှာပါတဲ့ ဘစ်ဖူကြီးပဲဖြစ်မယ်လို့ခန့်မှန်းခဲ့ကြပါတယ်ဒါပေမဲ့တကယ်ဟုတ်လားမဟုတ်ဘူးလားဆိုတာကတော့ဘယ်သူမှမသိနိုင်ခဲ့ကြပါဘူးထူးဆန်းတဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူတွေအများကြီးရှိခဲ့ပါတယ်ဘာဖြစ်လဲဆိုတော့လူစီကားတဲ့ဝေးပြေးလမ်းပင်ရှုခဲမှာဖြစ်ခဲ့လို့ပါပဲခေးသွားတယောက်ကအနားယူတဲ့အနေနဲ့လမ်းပင်မှာကားရပ်ပြီးခေးတထောင်နားနေခဲ့ပါတယ်တောင်တန်းတွေကိုကြီးနေတုံးမှာပဲလူပုံစံအရေးရှိရှိကြီးထွက်လာပြီးရှောက်သွားနေတာကိုတွေ့လိုက်ရတာပါထူးဆန်းတဲ့မြင်ကွင်းကြောင့်ခေးသွားလဲဗီဒီယိုချစ်ချင်းရိုက်လိုက်ပါတယ်ဒီရိတ်ကြီးကအရန်ကိုရှေလာပါတယ် နောက်ပြီးလူပုံစံနဲ့အရန်ကိုတူလုံးနေကြတာပါတောင်တန်းကနေထိုးထွက်လာတဲ့ပုံစံကလည်းထင်ရှားလာပါတယ်အဲ့ဒီကရာသီဥတုကလည်းကြည်လင်နေကြတာပါအဝေးကနေလှမ်းရိုက်လို့မြင်ကွင်းကမပြတ်သားပေမဲ့ဒီကိစ္စမျိုးတကယ်ကြုံတွေ့ကြတာကတော့တေချာနေပါတယ်ဒီကိစ္စကလည်းမရှင်းနိုင်သေးတဲ့ဘယ်နည်းအနေနဲ့ကြံရစ်နေကြရပါအဝေးပြေးခီးတစ်ခုမှာလူတယောက်ကထူးဆန်းတဲ့တရဝါတစ်ကောင်နဲ့မင်းနဲ့ချင်းဆိုင်ဆုံခဲ့ပါရင်ဒီအကောင်ကမြောင်းဝံလလိုဘာလလိုပုံစံရှိပေမဲ့မြောင်းဝံမဟုတ်တာကတော့ထင်ကြနေပါရင်နောက်ပြီးဒီကောင်ကြီးကကြောက်စရာအတန်လေးပြုတ်နေပါရင် ခီးသွားကချက်ချင်းပဲကင်မရာထုတ်လိုက်ပြီးဒီကောင်ကြီးကိုရိုက်ကူးခဲ့တာပါအကောင်ကြီးကခုံပေါ်ပြီးသူ့စီပြေးလာနေတာကိုတွေ့တော့လန်သွားပါရင်ပုံနီးကက်လာလေလေအကောင်ကြီးရဲ့ပုံစံကထိုးဆန်းလာလေလေဆိုတာကိုတွေ့ရမှာပါကန်ကောင်းတာကတော့ဒီကောင်ကြီးကအနားရောက်တဲ့အချိန်မှာရက်တံပြီးပြန်ထွက်ခွာသွားခဲ့တာပါပဲကင်မရာရိုက်နေတဲ့သူကတော့ဇောချွေးတဲ့အပြင်ဘေးနီများစွာနဲ့ကြံ့ရင့်နေခဲ့ရပါတယ်ဒီဗီဒီယိုကလစ်ကတော့ TikTok ပေါ်မှာဟိုးလေးတကြော်ကြော်ဖိခဲ့ရတာပါလူတို့ချို့ကတောင်တန်းတွေကိုဗီဒီယိုမှတန်းတင်ရင်ထူးဆန်းတဲ့ကိစ္စတွေကိုကြုံတွေ့ခဲ့ရပါရင် ဗီဒီယိုရိုင်းနေကြတဲ့သူတွေကဒီအရေးကိုကြောက်တုံးပုံကြီးလို့ထင်နေကြတာပါဒါပေမဲ့ခဏအကြာမှာအရင်ကြီးကရှေ့ထွက်လာပြီးလူတယောက်ရဲ့ပုံစံလိုဖြစ်လာခဲ့ပါရင်အဲ့ဒီနေ့ကနေ့နေ့ကလည်းကြာနေလို့မြင်ဝင်းကတော့တိတ်မရှင်းလင်းပါဘူးဒါပေမဲ့တောင်ထက်ကအရင်ကြီးလှုပ်ရှားနေတာကိုတော့ကောင်းကောင်းမြင်ခဲ့ရပါရင်လူတွေကလည်းတယောက်တစ်ပါးကိုပြောရင်အရင်ကြီးကိုလှမ်းကြည့်နေခဲ့ကြတာပါနောက်ကျတော့အရင်ကြီးကတောင်ထဲကိုတိုးရှိုးပြောင်းကွယ်သွားခဲ့ပါရင်ဒီကိစ္စကတောင်ထက်မှာထိုးဆန်းတဲ့သဘောတကောင်းကောင်းတကယ်ရှိခဲ့တာလားဒါမှမဟုတ်အလင်းရောင်ခြင်းကြောင့်ဖြစ်လာတဲ့ပုံရင်းရောင်နေပဲလားဆိုပြီး ဒေါ်လာဒေါ်လာဖြစ်ခဲ့ကြတာပါထူးဆန်းတဲ့ဒီမြင်ဝင်းကိုမြန်မာတင်နေတွင်းခဲ့ရတဲ့ဒေသခံတွေကလည်းအများကြီးရှိပါတယ်တချို့ကဖုန်းနဲ့ဗီဒီယိုရိုက်ကူးထားနိုင်ခဲ့ပါတယ်အဲဒါကြောင့်အခုလိုမျိုးပြန်လည်ဝင်မြနိုင်ခဲ့တာပါဘရာဇီးရဲ့ဝေးလံခေါင်တီရဲ့ပါရာဒေသမှာဒီကိစ္စကြီးဖြစ်ခဲ့ပါတယ်ဒေသခံတွေကကိုလုတ်ကိုလုံနေတော့ရွာနောက်ဖက်တောင်တန်းတွေကနေဆင်းလာတဲ့အေယာမလူနေအောင်ကိုတွေ့လိုက်ရတာပါလူနေအောင်လားတိရစ္ဆာန်နှစ်ကောင်လားတိတိကျကျမပြောနိုင်ပေမဲ့လူပုံစံနဲ့တော့ပို့တူပါတယ်ဒါပေမဲ့အေယာမအရွယ်ကြီးဖြစ်နေခဲ့တာပါ ။နောက်ပြီးသူတို့ကအေးအေးဆေးဆေးပဲသွာလာနေကြကြပါရင်မသိရင်သူတို့နေမြေထဲမှာအပန်းဖြေခီးထွက်နေသလိုပါပဲ။ဒီကိစ္စကဒေသခံတော်တော်များများတွေးကြရတာဖြစ်လို့အစ်စ်မန်ဆိုတာကတော့သိကြပါရင်။ဒါပေမဲ့ဘာတွေလဲဆိုတာကိုတော့ဘယ်သူမှမပြောနိုင်ကြပဲဖြစ်နေကြောင်းဝေးများလိုက်ရင်အပိုင်းတစ်ကိုအနီးကောင်းချွတ်လိုက်ရပါရင်။အပိုင်းနှစ်မှာပိုထူးဆန်းတဲ့မြောက်ဝဲမှုတွေနဲ့ပြန်ဆုံဖို့ဖိတ်ခေါ်လိုက်ပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။